မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ရန်ကုန်တိုင်းနဲ့ရန်ကုန်တိုင်းချက်ချင်းဒီအသင်းတို့ပူးပေါင်းပြီးတကြံကာလမှာရန်ကုန်မြို့အတွင်းအမ်ဘူလန့်ဆာဗစ်စ်တွေဆောင်ရွက်ပေးသွားမယ်လို့သိရပါဗျ။ဧပြီလ17ရက်နေ့ကတာမွေမြို့နယ်အောင်မင်္ဂလာလမ်းမှာကျင်းပပြုလုပ်ခဲ့တဲ့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ရန်ကုန်တိုင်းရုံးဖွင့်ပွဲနဲ့လူနာတင်ရင်ပေးအပ်လူရန်ပွဲမှာမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ရန်ကုန်တိုင်းဥက္ကဋ္ဌဦးထွန်းထွန်းဦးကအမ်ဘူလန့်ဆာဗစ်စ်တွေဆောင်ရွက်ပေးမှာနဲ့ပတ်သက်ပြီးတော့ပြောကြားခဲ့တာဖြစ်ပါတယ်။ ဗကြံကာလအတွင်းမြန်မာနိုင်ငံလူမှုကေဆေးအဖွဲ့ရန်ကုန်တိုင်းအနေနဲ့ရန်ကုန်တိုင်းကြက်ချင်းဒီအသိအပြင်းရန်ကုန်တိုင်းအတွင်းမှာပရာဟိတအဖွဲ့ချုပ်နဲ့ပူးပေါင်းပြီးရန်ကုန်တိုင်းအတွင်းမှာလူနာတင်ရင်အစီ30ကန်းကိုဖြန့်ကျက်အခုညီပေးနိုင်ရန်အတွက်စီစဉ်ထားတယ်လို့မြန်မာနိုင်ငံလူမှုကေဆေးအဖွဲ့ရန်ကုန်တိုင်းဥက္ကဋ္ဌဦးထွန်းထွန်းဦးကအခုလိုပြောပါတယ်ကျွန်တော်တိုင်းနေတာလောတယ်မရှိဘူး။အဲ့တော့ကျွန်တော်ချိန်ပိုင်းကညီမတို့အပြေအဝတ်တာပါ။ကျွန်တော်အပြင်ရဆိုလို့ရှိရင်အားလုံး၈စီးရှိတယ်။၈စီးလုံးကျွန်တော်ထားတယ်။ နောက်ကဥမာစိတ္တုက္ခစိတ္တုက္ခမှာလည်းလောကဆက်စည်းလို့ရှိပါတယ်။ဒီလိုလေသူလူမြတ်ကပေးနေမှာလင်းနဲ့မိုးစစ်ကဒရိုက်တာပေးနေတဲ့ဒီနေ့ကိုစိတ္တုရအလုံးအောက်ပါတော့အလုံးအောင်အဲဒီလိုပဲဆိုလို့ရှိရင်ဒီလိုလေဆိုတော့ဒီလိုမြို့ပေါ်မှာလည်းစိတ္တု30ပေးဖို့ချက်ချင်းလေးတော့မိရချတာလို့ဆီမံခံရတာပေးလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့အသီးသီးကိုပြည်သူလူထုနဲ့ရင်းနှီးမှုရရှိနိုင်စေရန်အတွက်ဒေတာမြို့နယ်နဲ့ခရိုင်အလိုက်တာဝန်အသီးသီးခွဲဝေပေးထားပြီးရုတ်တရက်သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာပါကလည်းကယ်ဆယ်ရေးတွေဆောင်ရွက်နိုင်အောင်ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒါ့အပြင်စစ်ဘေးသင့်ဒေတာတွေနဲ့စစ်ဘေးရှောင်ဒေတာတွေမှာဆောင်ရွက်နေတဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လည်းဦးထွန်းထွန်းကအခုလိုပြောပြပါဗျာ။ ဆက်ပြီးတော့ကျွန်တော်တို့မြစ်ကြီးနားကြောက်ကချင်းပြည်နယ်ဆက်ပြီးတော့အောက်ဆုံးကြော်ဒီလာရှုပဲကျွန်တော်တို့ကျွန်တော်တို့လက်ခံပြီးတော့ကျွန်တော်တို့အားလုံးအားလုံးအရက်20လောက်ကျွန်တော်တို့မှာကြံခဲ့တဲ့စစ်ပေးရှောင်တို့ကျွန်တော်တို့ရည်ရည်ပြန်ကိုပြန်ရအောင်ပြန်ထောက်အားဆောင်လုပ်ပြီးပေးခဲ့ပါတယ်ဟုတ်ကဲ့ပါနောက်ဆုံးချင်းတော့ကျွန်တော်ဒီမတိုင်ခင်လဲကျွန်တော်တို့ဟောပေါ့ကင်းပြည်နယ်ဆိုလို့ရှိရင်ကျင်းကျင်းမှာတော့ပြန်ကြည့်ကြည့်တာနေပြီးတော့မှကျွန်တော်အဲ့ဒီအကြောင်းစီပင်းဆောင်တယ်ပြန်ကြည့်ပါ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ကို2009ခုနှစ်တည်းကစတင်ဖွဲ့စည်းခဲ့ပြီးမတော်တဆမှုတွေသဘာဝဘေးအန္တရာယ်တွေမှာအန်ဂျူနာဆာဗစ်စ်တွေနဲ့ကယ်ဆယ်ရေးတွေဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းရုံးကမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့ရှေ့ရုံးမြောက်ဖြစ်ပြီးအချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့တနင်္လာရီတိုင်းဒေသကြီးတို့ကလွဲပြီးတိုင်းနယ်ပြည်နယ်အသီးသီးမှာရုံးတွေဖွင့်လှစ်ထားတယ်လို့သိရပါတယ်။